ရဏဂုံ၃ပါးနဲ့ကိုပါသောတိလတ်တော်မြတ်ကိုခံယူဆောက်တည်ပြီးတဲ့ခမံအလုံးသောယဂိတရောဇင်းမြတ်တသံတသခန္ဓာကိုဣရိယာပုဂ္ဂိုလ်ယူပြီးသို့တရားတော်မြတ်ကိုနာခံမှတ်သားလိုက်နာကျင့်သုံးကြမေ၊ဘွားမြတ်အထောက်ကြမေ။ ဘုံတို့ဒီကနေ့ဟာဒုတိယနေ့ပေါ့ အပြင်ဘုံဘုံတော်မနိကတနိတာမနိကတနိတာဘာရီမြာရှုမှတ်ခဲ့ကြသလဲ ဟောဒီခန္ဓာကိုယ်ကြီးကို အာယရဏနီးနဲ့ကြည့်ရင်အာလုံး6မျိုးပဲရှိတယ်ခန္ဓာဒိမှန်6မျိုးပဲရှိတယ်အပြင်မှန်6မျိုးအာလုံးပေါင်းရင်7မျိုးအဲ့ဒါဆိုရင်ဒါအာယရဏနီးနဲ့ပိုင်းခြားပြီးတော့ကြည့်လိုက်တာကုန်ပြီတောဒတ္တယရဏ မျက်စိဟောဘကအစင်နာဟောဘကအသံနှခေါင်းဟောဘကအနံပါဇဟောဘကအယတံဒီဘကခန္ဓာကိုယ်အတွေ့အထိဟောဘကအတွေ့အထိအာယုံဘောထဘာယောဘောထဘာယရဏံ ဘုရားကပါရှိမလို့နာရထုံလာကျင်တာလေးလေးလန္တာဆိုတဲ့ပထဝီဓာတ်ရဲ့သဘောပူတဲ့အေးတဲ့ဒေဇိုးဓာတ်ရဲ့သဘောနောက်ပြီးတော့တွန်းကန်တဲ့လေဓာတ်ရဲ့သဘောရေတော့မပေါ့သုံးမျိုးပဲရှိနောက်ပြီးတော့ဒီဘက်ကကြတော့မနာရဏံ မနာယရဏဆိုတာအတွေးစိတ်ကလေးပို့ဘောဘကဓမ္မယရဏဆိုတာအတွေးအာယုံလို့လို့ဇင်တော့ဒီဘက်ကဟောလောကအာယုံပဲရှိမှာပို့ဓမ္မယရဏဆိုတာတော့အလုံးကိုယိမှန်းပြီးတော့မဖို့ရေယိမှန်းပြီးတော့ပြုတ်လိုက်တဲ့စေကတော့ဒါပေမဲ့လို့လို့ဇင်ကိုယ်အတွေးကတော့ဒီဘက်ကလောကီအာယုံပဲရှိမှာ ဓမ္မယရဏနဲ့ဟိုဒီဟိုဘက်ကလောကီအာယုံအဲ့ဒီဟာပေါင်းလိုက်ရင်အလုံးကုန်ပြီခန္ဓာနဲ့ပြုတ်ရင်တော့ခန္ဓာ၅ပါးအာယရဏဤနဲ့ပြုတ်ရင် အာယရဏ၁၂ပါးခန္ဓာနီးနဲ့လည်းမရှုရှင်ဘူးအာယရဏနီးနဲ့လည်းမရှုရှင်ဘူးဆိုရင်လေဓာတ်၁၈ပါးနီးနဲ့ရှုလို့ရသေးတယ် ဒါ၁၈ပါးနည်းနဲ့လေမရှုရှင်ဘူးဖရာဆိုရင်တစ္ဆာ၄ပါးနည်းနဲ့လေရှုလို့ရတယ်။ကြိုက်တဲ့နည်းနဲ့သွားလို့ရတယ်။အလုံးကအချင်းရှုံရင်တော့ဒါပဲ။ဒီခန္ဓာကိုယ်ကြီးမှာထွက်ပေါ်လာတဲ့ဖြစ်နေတဲ့အကြောင်းအရာတို့ကိုအနိစ္စဒုက္ခအနတ္တတင်တာပဲ။ယခုအာရဏနည်းနဲ့ကြည့်နေကြတယ်။အဲ့ဒါလေးပဲဘုန်းဘုရားဒီစခန်းမှာစပ်ပြီးတော့ပြတာ။ အရင်အရင်စခန်းတွေတုန်းကတော့ဓာတ်လေးပါးရေမျက်စိနာရေနှာခေါက်ဘက်ကနံတရားရေခန္ဓာ၅ပါးနဲ့အာရဏဏီကိုတွေးပြီးတော့ပေါင်းပြီးတော့မှအနိစ္စဒုက္ခအနတ္တသွားတာဒီတစ်ခါကတော့အာရဏသက်သက်ပေါ့ဒါဆိုရင်ယောဂီတို့ခန္ဓာဒီမှာ ဘာဒီနဲ့တိဆောက်ထားတလေဘာဒီရဲ့အစုအဝေးလေးလို့ပြောရည်မျက်စိနာနှာခေါင်းပါးစပ်ရှာဖို့နာခန္ဓာကို အတွေ့အထိ နောက်ပြီးတော့စိုက်အဲ့ဒီတို့ရဲ့အစုအဝေးအဲ့ဒါတွေကို စုပေါင်းထားလို့ယခုလိုဖြစ်ပေါ်နေတာ အဲ့ဓာရစုပေါင်းစပ်ပေါင်းလောက်ထားတဲ့အစုအဝေးကြီးတဲ့ပစ္စည်းပေါင်းမြောင်မြောစွာကိုစုပေါင်းထားတဲ့အပုံကြီးကိုအမိုက်ပုံစသည်ဖြင့်တခြားတခြားသောအပုံပေါ့ဆဲရောက်ဆိုရင်လည်းပဲတခုတည်းမှမဟုတ်ပေမြောင်မြောစွာသောစက်ကရိယာများကိုစုပေါင်းထားတဲ့အတွက်ကြောင့်ဆဲရောက်တော့ဖြစ်တာကားဆိုရင်လည်းပဲမြောင်မြောစွာသော ဟောအရာဝတ္ထုတို့ကို မတူရမတူရမြောက်များစွာသော အရာဝတ္ထုများကိုစုပေါင်းထားတဲ့အတွက်ကြောင့်ကလူလေးဒီလိုပဲဗာဒီစုပေါင်းထားတယ်လေမျက်စီတို့နာတို့နှာခေါင်းတို့ရှားတို့ခန္ဓာကိုယ်အတွေ့အထိဓာတ်၃ပါးထိလာရင်ထိတတ်တဲ့တတိပြောတာပေါ့အကြည်ဓာတ်နဲ့ပြောရင်တော့ကာယအကြည် အဲ့ဒီအဲ့ဒါလေးပြောနောက်ပြီးတော့စိုက်အဲ့ဒါတွေစုပေါင်းပြီးတော့တိဆောက်ထားတဲ့အစုအပေါင်းဌာနကြီးအဲ့ဒါတွေစုပေါင်းထားတဲ့အစုအပေါင်းဌာနကြီးပါတဲ့အဲ့ဒါတွေစုပေါင်းထားတဲ့အစုပေါင်းဌာနကြီးအဲ့ဒီဌာနကြီးက သူ့အလုတ်သူလုတ်တယ်။ဒါဆိုရင်ယောဂီတို့အဲ့ဒီဌာနကြီးတွေစုပေါင်းထားတာဘယ်လိုဉာဏ်ဒီမှမြင်ရမလဲ။ဉာဏ်ဆိုတာဒီလိုဩဒီလိုဖြစ်ပါလားလို့တွေးမိရင်ရပြီအဲ့ဒါကိုဉာဏ်လို့ပြောတာ။ဉာဏ်ဒီဆိုပြီးတော့ဉာဏ်ကဘလိုလဲအထေဘလိုလဲလိုက်ရှာမနေနဲ့။ဘောဓာကြီးကဒီလေဒီဟာဒီစုပေါင်းထားတာပဲလို့မြင်တယ်မလားမြင်မြင်တယ်မြင်တယ်အဲ့ဒါကိုညံလို့ပြောတာညံဆိုပြီးတော့တိချာကြီးပြောတာမဟုတ်ဘူး ဒါပဲကိုယ်စိတ်ကိုညံလို့ပြောလိုက်တာအစင်းမြင့်တဲ့စိတ်ပေါ့အရင်ကတော့ဒုတိတောင်တိယခုတော့ခန္ဓာကြောင့်တိခန္ဓာကြောင့်တိပြီဆိုရင်အဲ့ဒါကိုညံလို့ပြောတာညံဆိုပြီးတိချာချာမနေနဲ့ဘုန်းကြီးမှပဲရှိတယ်ငါမှမရှိဘူးမထင်နဲ့တော့ရှေးကယောဂီဘုရောညံတော့ရပြီငါမရသေးဘူးမဟုတ်ဘူးအဲ့ဒီလိုတွေးတတ်ရင်ညံ ဉာဏ်ကအမြဲတမ်းဖြစ်သလားဆိုတော့အဲ့ဒီလိုမတွင်းနိုင်တဲ့အချိန်မှာဉာဏ်မဖြစ်ဘူးအဝိဇ္ဇာဝင်နေရင်ဉာဏ်မဖြစ်ဘူးအဲ့ဒီလိုအတွေ့ကောင်းယုံနံအနိစ္စဒုက္ခစသည်ဖြင့်တစ်ခုခုသိနေရင်ဉာဏ်လို့ပြောတာပဲဒါကြောင့်ယောဂီတို့ဉာဏ်ဉာဏ်ဆိုပြီးတော့လေဘယ်လိုလောက်ရမလဲတွေးနေမှာစို့လို့တခါတခါတွေးတတ်တယ် ဟိုဝိပဿနာတရားတရားထုတရားမြတ်ဆိုတာငါတို့နဲ့မဆိုင်တဲ့အရာငါတို့ကပါရမီဖြည့်ယုံလောက်ပဲကုသိုလ်ရယုံလောက်ပဲအဲ့ဒီလိုကိုအထင်ကြီးဒါဘုံဘုံတို့လေငေငေတုန်းကအဲ့ဒီလိုဖြစ်တယ်။ဟိုအရိယာဆိုတာငါတို့နဲ့မဆိုင်ဘူးငါတို့နဲ့မပတ်သက်ဘူးဘောကိုယ်နဲ့အဝေးကြီးလို့ဘူးအဲ့ဒီလိုကို တွတ်ထမ်းပြီးတော့ သူတို့ဘာပြောပြောအရန်ကြည်ကြတာပဲမြင့်မြတ်တာပဲအာညံနေနဲ့ဘလို့တိပါလိမ်ဟိုတိတာကိုညံလို့မရဘူးသူများတိတာကိုပဲအထင်ကြီးကြီးတကယ်လက်တွေ့မှာကအဲ့ဒီလိုမဟုတ်ဘူးတရားစခန်းကို ရောက်လာပြီနောက်ကထိုင်လို့ပဲငိုက်ငိုက်ထိုင်ကုန်တယ်ပဲငိုက်ငိုက်အောက်မှာပဲငိုက်ငိုက်တရားစခန်းရောက်လာပြီဆိုတဲ့ကဒီပုဂ္ဂိုလ်တရားရသင်းတဲ့ပုဂ္ဂိုလ်ဖြစ်တယ် ာမစိတ်နဲ့တရားစကံဝင်ဖို့မလွယ်ဘူး။တာမလူက အလူဒါနလောက်ပြုတယ်၊သီလလောက်ဆောက်တည်။တရားထိုင်ရှင်တဲ့စိတ်တရားဩငါလေးတရားသွားထိုင်အောင်မှဘေးဆိုတဲ့စိတ်ကလေးဖြစ်ရင်ကိုပဲဒီပုဂ္ဂိုလ်ကျွတ်တင်တဲ့ဇယင်းထိမှပါနေပြီ။တကယ်ပြောတာအဲ့လောက်စိတ်ဖြစ်ဖို့မလွယ်ဘူး။အဲ့လောက်စိတ်ဖြစ်ဖို့မလွယ်ဘူးတော့အရန်အတရားအရန်ဟောဖြစ်တယ်။ အဲ့ဒီစိတ်ကလေးဖြစ်ဖို့ဆိုတာလူတိုင်းဖြစ်ခွင့်ရှိတယ် free ပဲပိုက်ဆံလေးပေးစီရမလို့ဒါပေမဲ့မဖြစ်ကြဘူးစိတ်ဝင်စားပြီပရိစ္ဆေသမုပ္ပါမြအဝိဇ္ဇာသင်္ခါရနင်းနေနားလေလောက်ပြီဆိုရင်ဒီပုဂ္ဂိုလ်ကျွတ်ဖို့ကိုဒီဘဝမဟုတ်ရင်တော့မှစေဘဝအတွင်းလောက်တော့တရားထုရနိုင်တဲ့ပုဂ္ဂိုလ်စရင်ထိမှပါနိုင်တယ်ယောဂီတို့အဲ့လောက်သိဖို့မလွယ်ဘူး ဒါကြောင့်ကိုယ့်ကိုယ်ကိုအရင်ကြီးရှုတ်တွဲပြီးတော့ငံတော့ပါရမီဖြစ်ယုံလောက်ကုသိုလ်ရမလောက်တွေတွေးမနေဒီနေ့သုံးမဟုတ်မနဲ့ပြန်ဘယ်နေ့ဖြစ်မလဲငံတော့သောတာပန်ဖြစ်မယ်ဒီနေ့လားမနဲ့ပြန်လားအဲ့ဒါလေးပဲမရှင်းတာအဲ့ဒီလိုကိုကိုယ့်ကိုယ်ကိုယုံကြည်ချက်ထားရယုံကြည်ချက်ထား မတို့ကတော့အလုံးလုံးရင်ယုံကြည်ချက်တော့အပြည့်ယုံကြည်တယ်များလို့ခဲ့တယ်။မယုံကြည်မှတော့မစိုးရင်လည်းဘုံတို့ကတော့ယုံကြည်လွန်းနေတော့ခဲ့ပြန်လျှော့နေရ။ဒါပြင်ဟုတ်ပြီယောဂီတော်ဆိုလိုချင်တာကအဲ့ဒီလိုတရားနဲ့ပတ်သက်ရင်လေးပဲထင်တယ်ကြီးပြီးတော့တို့ကြတရားမရမ်းလိုက်မှဆိုလို့ကိုယ်ဒီထိုက်တန်းပုဂ္ဂိုလ်စည်ရင်ထိမှပါနေပြီလို့ကိုယ့်ကိုယ်ကိုသိဖို့ ကိုစင်တန်းကိုပြောပြဘုံဘုံကပြောပြယောဂီတို့ကမသိလို့ဘုံဘုံကပြောပြယောဂီတို့ရဲ့စင်တန်းတွေတာမန်မဟုတ်တော့ဘူးလူဓာတန်းတာဆိုလဲယောဂီတို့ပဲရဲရဲရိုးရိုးတကယ်ကိုဒါဘုရားသာသနာထိမှယုံကြည်လွန်းလို့လीမဟုတ်ရင်ဘသူကဒီလိုကိုမှဟောပင်ပင်ဘန်းဘန်းရှာပွေထားတဲ့ပြည်စည်းဥစ္စာဘလို့လှူနိုင်မှာတော့ သိန်းတရာဆိုလဲလူမဲ့တထောင်ဆိုလဲလူမဲ့တထောင်ဆိုလဲလူမဲ့ရှိလို့ကတော့လူမဲ့လူတွေကြီးပဲသာသနာအတွက်သာသနာအတွက် ਨੇ လူမဲ့လူတွေကြီးဆိုတော့အဲ့လောက်အဲ့လောက်တရားတရားစဉ်းစားကြည့်ဟောရကွက်တိကတိတ်မလူတဲ့လူကိုပြောကြည့်လားဟာမင်းဘလို့လေဟိုကကိုယ်ကအန်အိုပီကြည့်နေအန်အိုပီကြည့်နေမှာကိုယ်အတိုင်းဝိုင်းထင်းမှာကတော့ တရားတရားရှိတဲ့လူတွေကြီးပဲဆိုတော့မသိတာဒါပေမဲ့ဟောတရားတရားမရှိတဲ့ပတ်ဝန်းကျင်မှသွားပြောရင်တော့ပုဂ္ဂိုလ်အံ့ဩနေတာကြီးကျူးတာမဟုတ်ဘူးဒီလိုဒီလိုဒီပုဂ္ဂိုလ်ဘလို့ပါလဲပေါ့တွေးမရဘူးသူတို့စိတ်ကူးထစ်ဒါပေမဲ့ကိုယ့်အတွက်ကတော့နေတယ်လို့ပဲခံစားရဘလို့လူလူအားမရဘူး ။ဟောငါဒီလောက်ပဲလှူနိုင်နေဒီထက်ကဘယ်လိုလှူနိုင်ရမလဲဘယ်လိုလှူလှူပေးရင်ကောင်းမလဲ။ဒါပဲတွေးတာပဲ။ဘုံတို့လည်းဒါပဲတွေး။ဟိုယောဂီတို့တော့မှအမြဲတမ်းတွေးနေဒီယောဂီတွေနေတဲ့အခန်းဘယ်လိုလေးတွေကောင်းအောင် လုပ်ပေးရမလဲ။အများကြီးလောက်ပေးရှင်နေမို့ကိုယ်စိတ်ကိုယ်ထိမှန်သကိုယ်မှန်တာကိုကပ်ပြရတယ်မှန်တာဝတ္ထုရှိမရှိမသိဒါမှအကောင်းဆုံးအကောင်းဆုံးဖြစ်အောင်လုပ်ပေးခြင်း တခါ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 မတည်းလေးမပြိုးရည်ဘူးသူတို့မှလည်းအစဉ်ပြေးမသိမပြေးမသိအကိုပြိုးလိုက်ရင်တော့လောက်ရမှာမတမ်းမဲ့မပြိုးရည်ဘူးဒါပေမဲ့တစ်ဖက်မှာယောဂီတွေကိုလည်းကောင်းကောင်းမှမှထားခြင်းနဲ့ဒီထက်ဘလို့ကောင်းမလဲ။နောက်တရားစခန်းလာရင်ဘာမှယူစရာမလိုဘူး။ကိုယ်ဝတ်စရာပဲကိုယ်အသုံးဆောင်ပဲယူလာခဲ့ဖျားကောင်းဆောင်ဘာမှယူစရာမလိုဘူး။သွန်တိတ်စေသွန်တိတ်တန်ဆက်ပြန်း အဲ့ဒါတွေဘာမှယူစီရမလို့အာအဆောင်တိုင်းမှာအဝတ်ကိုရှုပ်ဖို့မလို့အဝတ်ရှုပ်စက်လေးနဲ့ထိလိုက်ရုံပဲထိလိုက်ပြီးတော့မိဘတိုက်တဲ့လူကအစင်သင့်ဆိုဘလောက်ကောင်းပါယောဂီတို့လည်းဒီကပြန်အေးစေကတင်ပေါ်နှံ့နေလို့ရအခုကနင်းနေအိုက်ဖုန်းလောက်တာဟဲ့ငါမဖြစ်သေးဘူးအင်ဂျီကရွှေအောင်မှာဟောအဘောကရွှေအောင်မှာတဲ့အမောကရွာမလားမသိထပ်ကြည့်ရတယ်နဲ့ယောဂီတွေစိန်ပြက် ာဆိုရင်ယောဂီတို့ဆိုလို့ရှင်တာကကိုယ်ကိုယ်ကိုယ်လေးတအားကြီးချို့မတွက်နဲ့ယောဂီတို့ကတကယ်ထိုက်တန်းပုဂ္ဂိုလ်တိလဆိုရင်လေယောဂီတို့စဉ်းစားကြည့်၅ဘာ၉ဘာလုံအောင်စောင့်ထိန်နိုင်တယ်ဒီကိစ္စနေတာမဟုတ်ဘူးဟို၅ဘာလို့ပြောလိုက်တာစကားကနှုတ်ကလွေလွေလေးတကယ်စောင့်ထိန်ဖို့ကခင်းနေတယ်အဲ့ဒါကိုယောဂီတို့၅ဘာတိလ တဘာဘာကျွံ့မရင်ဓမ္မကိုမှအထူးဆန်းကြီးတွေဖြစ်လို့တချို့ကနေတိုင်းဒီ၅ဘာလုံးကျွံ့နေတာယောဂီတို့မှတော့၅ဘာလဲတဘာလမြတ်ရုတ်သွားမလားဘယ်ဟန်ပါနဲ့မြတ်ဓာတ်လောက်လိုက်ရင်ကြိခိုက်မလဲအဲ့အဲ့ဒါပဲတွေးတာပဲဒါသမာစစ်မဟုတ်ဘူးအရိယာမဖြစ်သေးရင်တော့မှ အရိယာရဲ့ဒါအနီးအနားဖြစ်နေပြီ ဒါယောဂီတို့တော့မြောက်ပြောတာမဟုတ်ဘူးပေရှားလေးစဉ်းစားကြည့်ပေါ့ဒါကြောင့်ကိုယ့်ကိုယ်ကိုဒါကြီးချုပ်ပြီးတော့မတွက်တဲ့တခုလေးပဲညံဆိုတာတိသွားတဲ့အရာကိုညံလို့ပြောတာသဘာဝတရားနဲ့ပတ်သက်လို့ယုံနာနဲ့ပတ်သက်လို့ခန္ဓာနဲ့ပတ်သက်လို့ ဘာတွေသိသွားမလဲသိသွားရင်ဉာဏ်ဖြစ်တာပဲယခုယောဂီတို့ဒီတန်းကြည့်ရင်တော့အထေတရာကြီးပေါ့ပုံတရံကို ကြည့်ရင်တော့လူယောက်ျားမိမပဲပုံတရံကို ကြည့်ရင်ဟုတ်လေဖယားလေးရှိမဲတန်ခမ်းတော်များလေးရှိမဲအာသီလချင်းဆရာကြီးဆရာလေးများလေးရှိမဲတကကြီးများလေးရှိမဲတကမှန်ကြီးများလေးရှိမဲ ဒါပုံသဏ္ဍာန်ကို ကြည့်ရင်ရှိတယ်အားလုံးရှိတယ်ဒါပေမဲ့ယခုခန္ဓာထဲမှာထင်ရှားနေတာကို ကြည့်မယ်ဆိုရင်အဲ့ဒါတွေမရှိပြန်ဘာတွေရှိမလဲမျက်စိနားနှာခေါင်ရှာခန္ဓာကိုအတွေ့အထိ အတွေ့မနာရရဏဒါတွေပဲရှိတာဟောဘက်ကအပြင်လောကမှာကိုဘာရှိတလဲ ဒါကိုယ့်ဘက်မှာရှိတာနော်ကိုယ့်ဘက်မှာစုဝေးဟောဘက်ကအပြင်လောကမှာအပြင်လောကသူတော်ခန္ဓာကြည့်လိုက်ရင်လေအဲ့ဒီ6ပါးနဲ့ပဲတိဆောက်ထားအပြင်လောကတလောကလုံးကိုပြင်းမြန်ကိုယ့်ဘက်ကနေကြည့်မယ်ဆိုရင်လေအစင်းအစင်းပဲရှိကာလာကာလာပဲရှိတာအတန်အတန်ရှိတယ်အနတ်ရှိတယ်ချောရှင်ဘံကအယတရှိတယ် ဓာတ်၃ပါးအတွေ့အထိရှိတယ်ဓာတ်၃ပါးအတွေ့အထိဆိုတာနာရထုံလားကျင်တာထိုင်မိုင်းတာလေးလံတာအဲ့ဒါပထဝီဓာပူရာအေရာတေဇောဓာအသက်ယူရာဖောင်းပိန်ဖြစ်တာဝါယောဓာအဲ့ဒီဓာတ်၃ပါးအဲ့ဒီဓာတ်၃ပါးကဟောဒီခန္ဓာကိုယ်ကြီးပေါ့ထေတရာကြီး ਨੇ ကာကာကာယရဏဆိုတဲ့အဲ့ဒါအကြည့်ကာယအကြည့် ਨੇ သွားထိလို့အဲ့ဒီမှာ မနာယရဏတော့ဘာတော့ဖြစ်တာပေါ့အဲဒီကာယအကြီးကဟောကာယယရဏကဟောဖောထဘာယုံဘောဘက်ကအပြင်နဲ့ပြောရင်ဖောထဘာယုံကအဝေးမှာရှိတာပေါ့ဒီထိမှာကိုဖောထဘာယုံကြီးကဖြစ်နေအပြင်မှာလေးပဲခုံကောကန်ကြည့်လိုက်ရင်ခုံကဖောထဘာယုံပဲနောက်ပြီးတော့ဟောဘက်ကအတွေးပေါ့ဓမ္မဓမ္မယုံဓမ္မယရဏ ဓမ္မယုံတဲ့ဟိုဘက်ကအတွေးအာယုံဆိုအဲ့ဒါဒီပဲရှိတယ်လောကကြီးမှာအဲ့ဒါဒီပဲရှိဒါဆိုရင်အဲ့ဒါဒီမှာလူဆိုတဲ့လက္ခဏာမတွေ့ရဘူးယောက်ျားမိန်းမဆိုတဲ့လက္ခဏာမတွေ့ရဘူးပုဂ္ဂိုလ်တရားဝါဆိုတဲ့လက္ခဏာမတွေ့ရဘူးအစင်းမှာအစင်းဒီအစင်းပဲကာလာဒီကာလာပဲ လူယောက်ျားမိမလို့မရှိဘူးအနတ်ဒီအနတ်ပဲအနတ်မှာဘောမလို့မရှိဘူးအယတ္တမှာဘောမလို့မရှိဘူးဟောတွေ့ကြည့်တဲ့ထုံတာကျင်တာလေးတာအဲ့ဒီသဘောမှာဘောမမရှိဘူးအတွေ့အာယုံမှလေးအဘောမမရှိဘူးဘာရှိတယ်လဲအဲ့ဒီတရားပဲရှိတာအဲ့ဒီတရားဒီပဲလည်းသဘာဝအစင်အတန်အနတ်အယတ္တအတွေ့ကြည့်အတွေ့အာယုံဒီပဲလည်းသဘာဝတရားပဲ ကိုယ့်ရခန္ဓာထဲမှာကြည်ရင်လည်းပဲမျက်စိနာနှာခေါင်းရှာကိုစိတ်အဲ့ဒါဒီတဘာဝတရားကိုယ့်ဘက်ကိုတော့အဓိကကြည်ရမယ်အပြင်ဘက်ကိုကြည်ရင်လည်းဒီ6ပါးပဲရှိဒါဆိုရင်ယောဂီတို့အဲ့ဒီ6ပါးသောတရားတို့သည်သူကိစ္စသူအလုတ်သူလုံနေကြတယ် ူကိစ္စသူလုံသူ လုံနေတယ်အဲ့ဒါကိုအဓိကရှုသူကိစ္စသူ လုံသူလုံနေပါရောလားမျက်စိကမြင်နေပါရောလားနားကကြားနေပါရောလားတပါရှင် ဖြစ်နေပုံကိုမြင်အောင်ကြည့်ပြီးမှအဲ့ဒီထင်မှအပေါ်မှလက္ခဏာဆိုတာမပါဘူးပေါ့ဒါယခုမြင်နေတာကြားနေတာကိုလှုပ်ကိုလှုပ်ထလာသူတို့ဘာလှုပ်ထလာသူတို့လှုပ်ထလာပေါ့ ေါ်တို့ကသူကိစ္စသူလုံနေကြတယ်ကိုယ့်ရဲ့လုံလပယောကလည်းမပါပါယုလားဒါကြောင့်ဓာရီဟံငမ်းမဟုတ်ပါယုလားအဲ့ဓာရီကိုကိုယ်နဲ့မဆိုင်သလိုကိုယ်နဲ့မပတ်သက်သလိုအဲ့ဒီလိုကြည့်နေရုံပဲကိုယ်နဲ့မဆိုင်သလိုကြည့်ကိုယ်နဲ့မပတ်သက်သလိုကြည့်အဲဒီလိုနှလုံးသွင်းပြီးတော့ဘဝမြတ်အထောက်နေကြရမယ် ိမိတို့အစဉ်ပြေတဲ့ဣရိယာပုတ်နဲ့တန်ရှာလို့ဖြစ်စေစင်ကြံရှာလို့ဖြစ်စေဒီမှာပဲဆက်လက်ထိုင်လို့ဖြစ်စေအစဉ်ပြေတယ်လို့ကြင်ကြံပွားများအထောက်နိုင်ကြပါပြီကိုနိုင်စင်ကမှပြန်လေးဆက်တင်ပါမယ်